2025ခုနှစ်မေလ28ရက်ဗုဒ္ဓနေ့မနေ့စောစောနှုတ်ကွနညီဖျားခင်သာတောက်လိုက်ကျွန်တော်တသမြခန်းစားပြီးတိရတာကလာသွားလာခြင်းလဲမဲ့အခွင့်အရေးအတွက်ပြင်ဆင်ပေးဖြစ်ရှင်နာမှာပုံကြည့်ပါစီတော့ရှိခစွာခလာချေကိုရွေးနှောင်းရမယ်ဆိုရင်နှစ်စာနေဒီကနေ့ပါဝင်ဂျော်ဂျမတယောက်ချင်းစီဟာ148ရက်အသက်ရှင်ခဲ့ကြရဖြစ်ပါတယ်ကိုလွန်ခဲ့တဲ့148ရက်ကိုကာလာချေဘလို့တုံးပြုကလည်းပြန်ပြောင်းဆန်းစစ်စစ်ကြောကြရအောင်မနေ့ကနေ့စပြီးတော့နှစ်ကုန်ထိကျွန်တော်ကျမတယောက်ချင်းစီမှာကြမ်းရှိသေးတာတော့ 239ရက်ကျမသေးတယ်။ကျန်ရှိသေးတဲ့239ရက်ကိုလည်းကာလချောင်းအကောင်းဆုံးရွေးနှုတ်ပြီးသွားလာခြင်းလည်းဘုလို့ငါချီးကျူးစွာတိုက်တွန်းနှုတ်ဆော်ပါစေ။ဒီကနေ့ My Blessed Morning အစီအစဉ်ကိုအဓိကခြေပြုမဲ့ကျမ်းစာကတော့68ခုမြောက်သောစာလံအပိုက်ငယ်လေးဖြစ်ပါတယ်။ပါမီတို့မှမခွဲမထားဒါရဖျားကြီးဂုံချီးစုတော်နဲ့တကိုးတော်ကို၎င်းပြုတော်မူသောအောင်အောက်ဖွယ်အမှုတို့ကို၎င်းဖြစ်လက်တန်သော သူတို့အား ဖော်ပြကြပြီနှုတ်ကပတော်သည်အသက်ရှင်တဲ့စကားတော်ဖြစ်တိုင်းကြောက်တဲ့မှာဖျားသခင်ကောင်းကြီးပေးပါစေတော့အာမင် from generation to generations ဆလံစီကအမြဲတမ်းပါစင်စားဆိုရင်ဘိုးဘေးတို့ကငါတို့ပြောတယ်ဒါဣသရေလလူမျိုးဂျူးတွေပေါ့နော်ငါတို့ကြားသိရတဲ့အဲ့အရာတွေကိုတဲ့ကိုယ့်ရဲ့သားမြေးတွေမှာမောဝဲမထားဘူးတော်ရဖျားရဲ့ဂုံကြီးစုတော်ဘလောက်ကြီးပါတယ် တကိုးတော်ဘလောက်ထိကြီးမားမြင့်မားတယ်ဖျားခင်ပြုတော်မူသောအာအုပ်ဘွယ်အမှုတွေကိုတဲ့ဖြစ်လက်တန်တော်သူတို့ next generation ငါတို့ဖော်ပြကြမယ်လို့ဝတ်ဆိုတာတွေ့ရမှာဖြစ်ပါတယ်မှန်ပါတယ်ကျွန်တော်ခံစားရရှိတဲ့ကောင်းကြီးမင်္ဂလာတွေကိုကျွန်တော်ရဲ့သားမြေမြေဟလာဆက်တက်ပြောကြဖို့ဒါအရေးကြီးပါတယ်ဖျားခင်ကိုပေါ်မှာမဆာခဲ့တဲ့ကြီးစိုးတွေဘလောက်ကြီးမှဆိုကိုသားကိုပြောပြဖို့လိုတယ် တော့အဲ့ဒီသားကနေလဲမင်းတို့ရဲ့အဖိုးကမြေးဖြစ်သွားမှာပေါ့နော်သူရဲ့သားပြီဆိုတော့မင်းရဲ့အဖိုးကဘလို့ကျင်လေခဲ့တာဖျောင်းခင်ဘလို့ဂျေစုတော်ပြသခဲ့တာဒါတွေကိုကြောကြားဖို့လိုပါတယ်ကျွန်ခုနအစားပြောတိုင်း from generations to generations မျိုးဆက်တွေအားလုံးအဲ့လိုပြသဖို့အင်မတန်မှအရေးကြီးပါတယ်ကျွန်တော်ဒီနေ့အော်ကျွန်တော်တို့အသက်ရှင်နေတာမဟုတ်တော့ဘူး next generation နောက်လာမယ့်မျိုးဆက်တွေဘလို့လဲ အတိတ်ကလာကျွန်တော်ဒီ Sunday ဆောင်ပေါ်မှာပြောတော့ပြောဘူးတယ်เนาะ generation gap ဆိုပြီးတော့မျိုးစဉ်ဆက်ကွာဟမှုပေါ့เนาะ generation gap တွေရှိတယ်အဲ့ဒါကျွန်တော်မှတ်တော့မှန်ခုနှစ်ချိန်ရှစ်ချိန်လောက်များရှိမလားမပြောတတ်ဘူးအဲ့ဒါတွေလဲရှာပြီးတော့ပြန်နားထောင်ကြည့်ပါအောင်လို့ကျွန်တော်ဖိတ်ခေါ်လိုပါတယ်အဲ့မှာတော့အဓိကအဖြစ်တော့ generation gap မဖြစ်သွားဖို့ပေါ့เนาะတကယ်တော့ဖျားပြီးတဲ့ကောင်းကြီးဟာကျွန်တော်ရှိပါပဲရှိနေမှာကကျွန်တော်ရဲ့သားစဉ်မြစ်စံမှာရှိနေဖို့ အော်ကျွန်တော်ဘာသတိထားဆင်ခြင်မိလဲဆိုရင်ဖျားခင်ရကောင်းကြီးရမောရှိရောအောင်လက်ထက်မှာရှိတယ်ဒါဝမ်းသာစရာပါနောက်ပြီးတော့ယောရှုလက်ထက်မှာရှိတယ်ဒါပေမဲ့တတ်ကျင်ရေးရှိရောက်တဲ့ခါကျတော့တရားသူကြီးတွေရောက်လာပြီဖျားခင်ကိုမေ့လျော့သွားကြတယ်ဒါဝမ်းနေစရာနော်ကဲရှင်မင်းလက်ထက်မှာဒါဝိဒ်လက်ထက်မှာတကယ် Golden Kingdom ရွှေခေတ်လို့ပြောရရတယ်အော်သူသားရှုံလက်ထက်မှာလဲအာဒီတိုင်းပဲ Second Generation မှာလဲတတ် Generation ရှောလမွန်သားဒါဝိရဲ့မြေးတော်တဲ့ယောဘုံတစ်ထပ်မှာတော့အစ္စရေးနိုင်ငံနှစ်ချမ်းကွဲသွားတယ်စိတ်မကောင်းစရာပဲဒါကြောင့်တက် generation ဟိုတတိထားဖို့လိုတယ်အော်ကျွန်တော်မိသားစုတွေမှာအာ first generation မှာပါကျွန်တော်ရဲ့မိဘတွေပါကျွန်တော်ရဲ့အဖိုးဘွားတွေကအခြားဘာသာတွေဖြစ်ကြအောင်ဂျေဇုတော်ကြောင့်ကျွန်တော်အသက်19နှစ်မှာခရစ်တော်သိလာတယ်ပြောင်းလဲလာတယ်ပေါ့လေအသက်24နှစ်မှာအချိန်ပြည့် အမှုတော်ဆောင်တယောက်နဲ့ဆက်ကပ်ပြီးတော့ယနေ့လည်းပါဝင်နေဆဲဖြစ်ပါတယ်။အဲ့ဒီမှာကျွန်တော်တို့ဘွားသက်တာကိုဖျားခင်မာစားရရာတွေလမ်းပြရရာတွေကောင်းချီးပေးရာတွေဂုံကြီးစူတော်တွေဖျားခင်ဟလာပေါ်ပြတဲ့တကိုးတော်တွေဒါတွေအားလုံးခံစားရပြီးဒီကလာဆက်ပြီးတော့လက်ကျင်တွေရှင်တိကျွန်တော်အမြဲတမ်းလို့တုံသင်ဝင်ငှားနေရှိပါတယ်။အသင်းတော်မှာလည်းအတိုင်းပဲပြောပါတယ်။အသင်းတော်ရဲ့အတိုင်းပဲ first generation အုပ်စုရှိမယ် second generation ရှိမယ် third generation ကျရင်ဘယ်လိုဖြစ်မလဲ။ ကျွန်တော်တို့မှာ 3M ဆိုပြီးတော့၃လသင်တန်းအဖြစ်အမှုတော်ဆိုဒီဝေထုတ်လေးရှိပါတယ်အဲဒီမှုဆောင်တွေလည်းတက်တက်မြင့်မြင့်နဲ့လက်တွေ့ကြကြကြနဲ့အမှုတော်ဆောင်နေတယ်အဲအခစ်တော်ဆိုလို့ရှိရင်ဟိုကြံ့ကြောင်းတက်တာမကောင်းပြောတာမို့နော်ကြံ့ကြောင်းလေးနှစ်တက်တက်သူတွေထက်တော့သူတို့ကလက်တွေ့နဲ့ပြန်မှာတော်တော်လေးကောင်းကြည့်မင်တာခန်းစားပြီးတော့ပျောက်ဆုနေသူလားမြောင်များစွာဖျားခင်နေကြတော့ခေါ်သွင်းထားတယ်အဲ့လိုပြောနေကြံ့ကြောင်းတက်တာမကောင်းလို့ပြောတာမို့နော်ကျွန်တော်ရဲ့အတွေ့အကြုံပြောတာပါအော်အဲ့လိုမျိုးနဲ့ ကရှိလာတဲ့အမှုတော်ဆောင်တွေဟာ first generation second generation third generation မှာဘလို့များဖြစ်မလဲဒါကျွန်တော်အမြဲတမ်းစဉ်းစားရရပါဒါကြောင့်ဒီနေ့ဆန္ဒဆရာပြောသလိုဘိုးဘီးတွေပြောပြီးတော့ငါတို့ကြားရတဲ့ຢာတွေဟာ now generation မှာတားမြီလို့မှာမဟွက်မထားဒီကျွန်တော်ဟွက်ထားနေပြီလားမပြောဘဲနေနေလားဒါစဉ်းစားဖို့ပါဘာကြောင့်လဲသာရဖြဲဂုံကြီးစုတော်နဲ့တကောတော်ပြုတော်မူသောအာဟုပွဲမှုတို့ကို ဖြစ်လက်တန်းသောသူတို့အားဖော်ပြကြမယ်။အဲကျွန်တော်တိထားတဲ့ကောင်းကြီးတွေကြားရတဲ့တရားစကားတွေကိုဖြစ်လက်တန်းသောသူဆိုတဲ့ next generation မှာဆက်လက်ပြီးဝေငှအသက်သေခံတဲ့သူတွေအတိအသင့်ဖြစ်အောင်လို့တိုက်တွန်းလို့ဆိုလိုပါတယ်။ကျွန်တော်ရဲ့နှုတ်ကတော်နဲ့ဝေငှကြားဖြင့်ရောက်တယ်မှာဖျားသိခင်သည်အသက်တပံပြန်လည်ကောင်းကြီးပြပါစီတော့ဆုတောင်းနေကြပါစို့။မြတ်တော်လူရှင်ဖပါဘိုးဘီတရားကြားတဲ့စကားတွေကိုပါမီတွေမှာမမွက်မထား ထာဝရဘုရားရဲ့ဂုဏ်ကြီးစွာတော်တကောတော်ကိုပြုတော်မူသောအာဟုပွဲမှုတို့ကိုဖြစ်လက်တန်သောသူ၊ generation တွေကိုဖော်ပြမယ်လို့ဆန္ဒဆရာပြောပါတယ်။ဒါကြောင့်ဒီနေ့သားတို့ဘဝတက်တာမှလည်းတရားအရေးပါတဲ့အရာဖြစ်ပါတယ်။သားတို့ရဲ့နောက်မျိုးဆက်တွေမျိုးဆက်တိုင်းကိုလက်ဆင့်ကမ်းလက်ဆင့်ကမ်းပြီးတော့ကိုရဲကြီးမြတ်ခြင်းကိုရဲကောင်းမြတ်ခြင်းနဲ့ကိုရဲဂုဏ်ကြီးစွာတော်တွေကိုချီးမွမ်းစရာအကြောင်းဖြစ်စေဖို့နှုတ်ခမ်းသက်တရားဖြင့်ပြောကြားနိုင်ဖို့လို့ကသားကိုယ်တိုင်မစတယောက်ချင်းစီကိုအလင်းပေးခြင်းပြည့်ပြင်ခြင်းသွန်သင်ခြင်းစွာပြုပြီးတော့ ကောင်းချီးပေးပါမည်ကြောင်းအရှင်ယေရှုဖုရားနာမ၌ကြည်စော်ချီးမွမ်းပြီးအနှံဆုတောင်းကြပါရစေဖာဖျားသခင်အာမင်ကုန်ကြီးစွတော်ဒီကိုဖြစ်လက်တန်သောသူတွေကိုဆက်လက်ဖော်ပြရအောင်ကျွန်တော်မျိုးဆက်လက်ထက်မှာအသံတိတ်တာမဖြစ်ပါစေနဲ့ဟာလေလုယာကြာဒီတပတ်တာကာလမှာတော့ပြီးခဲ့တဲ့ဟလာတင်းလာနေမှာကျွန်တော်ဆလံကျန်းဝင်လာတယ်ဒီနေ့ဆလံကျန်းမနေ့က ကျွန်တော်မာကုကနေကြားခဲ့တယ်မာကု30 43 44ပေါ့အော်မနေ့ကကျတော့ရှိရင်မာကု17အပိုင်ငယ်24ကိုကျွန်တော်ကြားနာဖို့ဖြစ်ပါတယ်အဲဆောက်ဆိုင်ပြီးတော့နားထောင်ကြည့်အောင်လို့တိုက်တွန်းလိုပါတယ်ကြောက်တော့ဘုရားခင်သည်ကြည်မာတဲ့ကောင်းကြီးမင်္ဂလာများနဲ့တော်လောင်ပြီးလမ်းပြတော်မူပါစေသောအာမင်